က်တရားတပြည်းပြည်းနဲ့ပြောင်းလဲလာတော့သာသနာတွင်မှာရှိကြတဲ့ယဟန်ငယ်တွေသူတို့ရဲ့အတွေ့အခေါ်တွေကလည်းပြောင်းလာကြကြောင်းလာတဲ့နေရာမှာတတိပေါ့တချို့ကကြတော့ပညာကိုချီနေရတင်ယူနေရပါမယ် ထွက်ဖို့အာယုံပြုနေကြတာနော်ခုခေတ်ကျတော့ပိုဆိုးတယ်လူကျင်စရာဒီလောကမှာကပုံများလာနော်အန္တတိတ်မှန်နေလဲပုံများလာသူတို့လုံနိုင်ဇွမ်းရည်ရှိတဲ့အရာတွေကအပြင်မှာအများကြီးရှိနေတော့အဲ့ဒီထဲမှာသူတို့ဝင်ပြီးတော့သူရဲ့ကိုဇွမ်းကိုဇွားကိုပြပြီးတော့ သူတို့လည်းပဲသူတို့ဘဝယက်တိမှုအဲ့လိုမျိုးလူတွေလိုပဲယက်တိပြခြင်းလုပ်ခြင်းနဲ့ကံခြင်းနဲ့ပေါ့ဒါပေမဲ့အဲ့လိုမျိုးတကယ်လုံနေရတဲ့အခါတကယ်လုံကြရတဲ့အခါပေါ့ဥပမာထားပါတော့သူများတွေဂျပန်သွားလို့ကိုဂျပန်သင်တန်းတက်မယ်သူများတွေကိုရီးယားသွားလို့ကိုရီးယားသင်တန်းတက်မယ်ဟုတ်ပြီ ဲ့ဒါတွေကလည်းပဲအများကြီးတောက်ခံရတယ်အများကြီးကြိုးစားရတယ်ဆာမေးပွဲတွေဖျက်သန်းရတယ်လွယ်လွယ်လေးမရကိုရီးယားရောက်သွားတဲ့ကလေးတွေဂျပန်ရောက်သွားတဲ့ကလေးတွေဆိုရင်းနှီးမှုတွေကအများကြီးပဲအချိန်နဲ့ရင်းနှီးရငွေကြေးတွေရင်းနှီးရဆောင်စည်းမှုတွေလည်းရှိသူတို့တွေတွားခြင်းလာခြင်းနဲ့ဟုတ်လားပြောခြင်းပါခြင်းနဲ့ဒါပေမဲ့ ့ရဲ့ပန်းတိုင်ကိုမရောက်မချင်းအဲ့ဒီအရာတွေကိုစွန့်လွတ်နေတာခြံသားခဲ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လဲပဲကိုရီးယားတွေဂျပန်တွေပြည်ပထွက်နေတဲ့စာမေးပွဲဖြည်ပြီးထွက်နေရတဲ့ကလေးတွေထောင်နဲ့တောင်းနဲ့သိန်းနဲ့ရှိတဲ့နေရာမှာဟိုတကယ်အောင်မြင်မြင်နဲ့ထွက်သွားနိုင်တဲ့လူကနည်းတယ်နော်ဒီမှာပုံနေတယ် ဆင်သင့်ထွက်ဖို့အဆင်သင့်ရှိပြီးသားကလေးတွေပဲဒီမှာအများကြီးပုံနေတာရှိဒါကြောင့်မို့လို့နေရာတိုင်းမှာစိန်ခုံမှုရှိတယ်တဲ့အဲ့စိန်ခုံမှုကိုလက်မခံနိုင်ဘူးဆိုရင်ကိုယ့်အတွက်နေရာမရှိဘူးတစ်သားကိုတဲ့တန်နဲ့ရိုက်လိုက်ပါတဲ့တစ်သားပြော့တဲ့အတွက်ကြောင့်မာတဲ့တန်ကနေရာယူသွားတယ်တဲ့တစ်သားတဲ့